မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝဘေးစစ်ဘေးကနေအမြန်ဆုံးကင်းလွတ်ပါစေလို့ကျမနန်ွေကဥစွာဆုတောင်းလိုက်ပါတယ်။အခုတင်ဆက်ပေးမှာကတော့တဲကုံမြို့မှာဝန်ရည်အတွက်မကြည်မြတ်တခုတဲ့အမျိုးသမီးတအူတပင့်ဘော်ကနေပြုတ်ကြပြီးတေဆုံသွားတယ်ဆိုတဲ့သတင်းမှာ ဧပြီလ6ရက်နေ့နေ့လယ်7:00နာရီခွဲကန်ကဘကိုးတိုင်းသဲကုန်းမြို့နယ်အမတ်တရက်ကွတ်ဖျားကြီးလန်းမိုးကောင်းဖျားအနီးမှာရှိတဲ့မတိပင်မော်ကိုအမျိုးသမီးတအူမတိပင်တခုရကနေမတော်တဆပြုတ်ကျခဲ့တယ်လို့သဲကုန်းမြို့နယ်ပရိုက်တာနိုင်ကိုညင်းမှုအသိစီကနေသိရပါဗျ။အသက်55နှစ်အရွယ်အစိုးပါအမျိုးသမီးဟာဝန်ရည်အတွက်မကြည်မဲ့တက်ခွေးရင်ပြုတ်ကျခဲ့တာဖြစ်တယ်လို့သိရပါဗျ။အပင်မော်ကနေပြုတ်ကျမှုကြောင့် ဥကောင်ပြင်းထန်စွာထိခိုက်ခဲ့ပြီးတဲကုံပြည်သူစေယုံကိုအရေးပေါ်ပို့ဆောင်ပြီးအသက်အန္တရာယ်ဆိုရင်ရတာကြောင့်ပြည်မြို့ကရင်900စေယုံကိုလွှဲပြောင်းကုသစင်မှာတည်ဆုံသွားခဲ့တာပဲဖြစ်ပါတယ်။တည်ဆုံသူရဲ့ရုပ်အလောင်းကိုတော့တဲကုံမြို့ပြဟိုက်တာနိုင်ရေးကွန်ကြီးမှုအသင်းကပဲချောင်းကုန်းရရှိသူ့ရဲ့နေအိမ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။